ချက်မှာတော့အချင်းပြာဆွဲတောက်ပါလေပေါ့နော်အဲ့လိုမျိုးကျူးဆောင်ထားပါတယ်ပြီးတော့အဲဒီထဲမှာခုနပြောလို့ပဲ senior actor ဆိုတဲ့အများကြီးပါတဲ့အတွက်ပညာရည်လည်းရတယ်နောက်ပြီးတော့အမပွင့်ပေါ့နော် trader မပွင့်ရတယ်ရုံးတို့ရဲ့ဒီ mood တွေပုံလူတီပြီးတော့မှ on scene မှာအဲ့လိုပြောင်းလဲပြီးလိုက်တဲ့တန်တော့တည်းရှိရဲ့အဲ့လိုဟုတ်အဲ့လိုဆိုတော့တကယ်ကိုအမတ်တရားဖြစ်တဲ့ကားလေးပါပဲလို့အားလဲအားရပါတယ်အခုလည်းအဲ channel 7ဘက်မှာလက်ရှိပြသနေရပါတော့ဆိုတော့ ရောင်းလင်းနေပါမယ်။ဟုတ်မင်္ဂလာပါ။မင်္ဂလာပါရှင်ဟုတ်။ဒီနေ့မှာဆိုတော့ငကားပါနေနေ။ငကားရှင်ဟုတ်။ငကားကငကားကအစ်မချီရန်ဆုံးတော့ရဲ့အမုံမြက်ရည်ရဲ့။အမုံမြက်ရည်။ဟုတ်။အဲ့တော့အစ်မချီရတော့မှာဘယ်လိုလေးပြောဆောင်တာလဲ။အမုံမြက်ရည်မှာပြောဆောင်တယ်။အဟအန်ဒီနခု character ကတော့လုံးဝကွဲရပါတော့ပြီးတော့ဟိုရိုက်ထားတဲ့အချိန်လည်းနည်းနည်းလေးဟာရအခုဒီမှာတက်တက်ဆက်ဆက်ရင်းနဲ့အာ တပြိုင်တည်းပြသလိုမျိုးဖြစ်သွားတာပေါ့နော်။အဲနှစ်ခုကိုတကယ်လို့နှစ်ခုလုံးကြည့်ဖြစ်မယ်ဆိုရင်တော့လောကကွဲတဲ့ character မျိုးလေးနဲ့မြင်ရမှာပါ။ဟုတ်ကဲ့။မိုးပြေဒီမှာချစ်အောင်တော့မဘလို့ဘလို့ character လေး။အဲချစ်မချစ်အောင်တော့မှာကြာတော့အဲ့လိုအဲအနုပညာရှင် crash တဲ့ကောင်းပါလေးပေါ့။အဲကိုယ့်ရဲ့ idol နဲ့စုံတဲ့ကောင်းပါလေးပေါ့။ကိုယ့် idol နဲ့ဆိုရဆိုတာ feel ကဘလို့လေးချစ်တယ်ဗျာ။ဟုတ်တော့ဒါပေးသက်ခံစားကြရတာကဟိုလူပြရှင်ကကိုယ့်ရဲ့စီနီယာကြတဲ့အိုင်ဒေါ်ကိုသဘောကျတာပေါ့ သူကအဲရောအပြင်မှာတံမျိုးအရင်တော့မကြုံဘူးပေါ့နော်ဖန်ခဲဆိုရအသေးတန်ဖြစ်ပြီးတော့အဲ့လိုမျိုးမှုတော့အပြင်မှာမကြုံခဲ့ဘူးပေါ့နော်ဒါပေမဲ့ဒီကားထဲမှာတော့အဲ့လိုမှုပေါ့အပြေဝတွင်းပြီးတော့အာလုံးဝအဝေးကနေလဲ crash အနည်းကနေလဲ crash ပေါ့ပြီးတော့လဲအဆုံတဲ့အချိန်မှာလဲအဲရင်နေခုံပြီးတော့တကယ်ကိုပျော်ရွှင်တဲ့တောက်မာလေးပေါ့အဲ့လိုအဲ့လိုမှုလေးထည့်ပြီးတော့တကားလုံးတုတ်ဆောင်ထားပါတယ်မုံမြေကြတော့အမုံမြေရကြတော့ငယ်တငယ်ရင်းပေါ်မှာအဲ့လိုတန်ရောစင်ကြီးရဲ့ကောင်းပါလေးပေါ့ ီဟာဆိုရင်ကိုယ်ရိုးရိုးကကလေးတူဆောင်မဟုတ်တော့ပြောလို့ရတာ။ဟုတ်။အဲ့လိုပြောမှာလား။အဲ့လိုပြောလို့ရပါတယ်။25ရှင်း။25ရှင်း။ဟုတ်လေ။အရှင်းမကျွန်တော်ပြောခဲ့ဘူးတာရှိတယ်။ကလေးတူဆောင်လည်းအောင်တယ်။အဲ့ဒါဒီဒီဆောင်မှာဖြစ်ဘူးလို့ပြောရတာ။ဒါကိုရိုးရိုးဘယ်လိုလဲစူးစမ်းခဲ့တာလဲ။အဲ့ဒါတော့ဟွာပေါ့အာခင်းနဲ့ဆိုင်မယ်ထင်တယ်။တွေးကိုရိုင်းထက်စာလို့ရှင်ပြည်သက်တည်းရဲ့အမြင်ပေါ့နော်။တို့ရဲ့လက်ခံမှုအမြင်ပြောင်းသွားတာကြောင့်လို့လည်းထင်တယ်ပေါ့နော်။အဲ့ဆိုနိုင်ငံတကာမှာလည်း အဲ့လိုကလေးတယောက်စာအနေနဲ့ဆင်းဆက်ကြောတဲ့တယောက်စာပြီးရင်လူကြီးတယောက်စာအဲ့လိုမျိုးဖြစ်လာတဲ့ဟာလေးရရှိရခါကျတော့ဒီဟာရဲ့ပုံမှာအမြင်တွေပြောင်းသွားတယ်လို့ထင်ပါတယ်ဒီဆိုတော့လေးတူဆောင်တော်တော်လေးလေးနဲ့ရလေတယ်။ဟုတ်ဟုတ်တော်တော်လေးလေးပြည်သားကြိုက်ခဲ့တယ်။ဟုတ်။ writer တွေတော့တို့လို့သူကကြိုက်ခဲ့တယ်ကိုလို့ရ။ဟုတ်။အဲ့တော့ဟိုအရင်နှစ်ကလေးကတူဆောင်ပြလာကလေးတူဆောင်လား။အာကလေးတူဆောင်ဆိုအမမီလောက်ဆို9နဲ့6နဲ့လောက်ခဲ့ရပဲ။ဟုတ်။ဟုတ်တကယ်တော့ တရားလုံးမပြောရတဲ့ဟာမျိုးဆိုရင်တော့၃နှစ်ခွဲ၄နှစ်လောက်ထဲကတိုးဆောင်ဦးတာအဖွားကြောင့်ပဲပြောမလားဘယ်လိုလဲအဖွားကြောင့်ပဲဟုတ်အဖွားကအနုပညာရှင်အမေအဖွဲကတိုးဆောင်ဝင်เนาะဆိုတော့ तू ကနေတစင်အမ်ဒီဥကျော်ဟင်းရဲ့ဗီဒီယိုလေးမှာစပြီးတော့တိုးဆောင်ပူးသွားပေါ့ပထမအဦးဆုံးတိုးဆောင်ပူးတာဥကျော်ဟင်းနဲ့ပေါ့မမရဘူးလေးတိုးဆောင်တဲ့ဘယ်ကားလို့ပြောလဲအဲ့လိုမရှိဘူးအဲ့မှန်းပေးကြတဲ့နှစ်မှာပဲရတာဟုတ် တော့တင်းနေနေတော့ဆုံးပြီဒါပေမဲ့အမမရကပြေးတက်လဲကြိုက်သွားတဲ့ခါကကျမနေစီမှာပေါ့ကောင်းပြေးမလဲအကျမနေစီမှာတော့လူတိပုံများတာပေါ့ဟုတ်တော်တော်များများအိုက်ကနေရလို့ထင်ကြတော့ကျမနေစီမှာပေါ်မှာကြတော့မဖူရောကိုအရင်ကောင်းတယ်လို့ပြောတာပေါ့နော်ဟုတ်အဲအမဟုတ်အကောင်ကအဲ့လိုမျိုးလေးတူကြရဲဆိုရင်မှတ်ချက်ပေးကြပါပေါ့ဟုတ်တူကြလို့မှတ်ချက်ပေးတော့ဘယ်လိုလဲခံတာအော်ဒါကို ကတူအောင်လို့ကြိုးစားထားတာလေဆိုတော့တူရဲလို့ပြောရဲပုံမှာကျေးဇူးတင်ပါတယ်ပြောတာပေါ့အဲ့လိုတော့တော့တော့ကိုယ်ပိုင်ရဲ့ရဲချက်ကြီးကိုယ်ပိုင်တော်တင်ပြတာမှုနေအဲ့လိုတော့ပရိုဖိလီရတယ်လို့ပြောပါလားတော့တော့ပုံပြီးတော့စစ်ပြေတယ်လို့ပြောပါလားဟုတ်အမပရီပရိုဒက်ရှင်ကိုဟိုတေချာလေးအချိန်ပေးပြီးတော့ရိုက်ထားရကဆိုတော့လေတခြားကားရင်လည်းတော့ဟိုပို့ပြီးတော့မှ feedback တွေကပိုကောင်းတာပေါ့နော်အဲ့ဒီပုံမှာဝမ်းတာပါတယ်ဟုတ် ဘင်းကိုကလေးမျိုးဆိုတော့တော့ပြောပြတဲ့အားကားရရပဲကားလို့ပြောတယ်။အမ်မမ်မီရှိန်တို့ဘာလို့လဲကြိုက်ကြတယ်ထင်တယ်ဟုတ်နေတိုးနဲ့အင်ဒရာဂျော်ဆန်တို့တမီလောက်ထားရလေအဲ့ဒါလေး10နှစ်လောက်ပဲရှိသေးတယ်။အဲ့လိုမျိုးလူကြည့်များွားတဲ့ကားတွေထဲကတော့အဲ့လိုပြန်ပြောတာလေးများပါတော့နော်ဟုတ်အခုတော့ဘယ်လိုလဲဆက်လျှောက်ဘယ်လိုလဲဆက်လုပ်ဖို့စိတ်ကူးတာလဲ ောက်ခါတော့အေးဆေးပါပဲဟိုရုံးကိုလာပြီးတော့ကန်းလန်းတဲ့ series လေးရိုက်ဖြစ်နေရပါတော့เนาะပြီးတော့အဲ့ထဲမှာမှအဲ့လိုမျိုးကိုနဲ့လည်း live ဖတ်မယ်ပြီးတော့ကိုကိုရိုင်းကလည်းဟိုမူထဲလို့ကိုကိုယုံကြည်မှုရှိတဲ့ကားမျိုးလေး character မျိုးလေးရွေးပြီးတော့ရိုက်နေပါတယ်ခုခေါက်ဟိုငငယ်တဲ့သူဆောင်ရကြသူကြတော့တော်တော်လေးအသားကျနေပြီတော်တော်လေးလုံနိုင်ပြီနေပြီလို့ပြောမလားဘာလို့ပြောမလဲအာတူရမတူငငယ်တော့တယောက်ဆောင်ခဲ့ရရင်လည်းကြီးရဲ့ချိန်မှာကိုလက်ခံပြီးတာဝန်ယူရတဲ့ character တွေကတူရမတူဘောเนาะ အဲ့တော့နေငယ်ဘလောက်ပဲအများရိုက်ခဲရိုက်ခဲဒီကင်တာရတော့ကိုယ့်အတွက် challenge ဖြစ်တော့မှာပဲเนาะအဲ့တော့သူများမင်္ဂလာပွဲတွေသွားတက်တယ်ကို့မင်္ဂလာပွဲကျွန်တော်နှစ်ယောက်တည်းဘယ်တော့ပြီးရမှာလဲတချင်ချင်းပေါ့အဲ့တော့အားပေးတဲ့ပေးတာတွေဘာလို့ပြောကြလဲငငယ်တွေကအားပေးတဲ့ပေးတာတွေဟုတ်ဟုတ်အနုပညာလမ်းခီးမှာပေါ့နော်ဒီလောက်နှစ်တွေအများကြီးအဲ့လိုမျိုးရှောက်ခွင့်ရတာပြည့်တတ်တဲ့ကြောင့်ပါပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါ